ဒီနေ့တော့ထမင်းချမ်းတစ်ခက်ရှိနေရတဲ့ပလတူးငါးသုံးကောင်ကြော်ပြီးတော့ထိုင်းကပိထမင်းတော်တွေတုတ်စားဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးပလတူးငါးသုံးကောင်ကြော်ပေးလိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ထမင်းတုတ်ထမ်းမှာထမ်းမဲ့သီးရွက်တွေလှီထောက်ပေးလိုက်ပါတယ်ပြီးလို့ရှိရင်တော့ထမင်းချမ်းလေးကိုထိုင်းကပိရဲ့မြို့သီးမို့ရဲ့အခုနောက်လှီရတဲ့သီးရွက်တွေရဲ့ အယုံနှွင့်ထားတဲ့ပလတ်တူ9ရဲ့တံမြောက်စည်းလေးခက်မြများလေးထည့်ပြီးတော့တုတ်ထောက်ပေးလိုက်ပါတယ်ခင်ဗျာအိမ်မှာထမင်းကြမ်းတွေကျန်နေလို့ရှိရင်လွှတ်မပြစ်ပဲနဲ့ဒီလိုမျိုးလေးသုတ်စာကြည့်ပါခင်ဗျာအရသာနှောက်အောင်နေပြီးပြီဆိုလို့ရှိရင်တော့ချုပ်ချင်းငါဆက်အရသာကိုပြင်ပြီးတော့စားလို့ရပါပြီခင်ဗျာအဲခုဆိုရင်တော့ကျွန်တော်တော့စားလိုက်ပါဦးမယ်ခင်ဗျာထိုင်းကပိထမင်းတို့လေးကငါအရသာဆစ်ဆိတ်လေးနဲ့ချစ်ချင်းဆက်ဆက်လေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ခင်ဗျာ